ကျောင်းညာတခုကြောင့်ကွန်မြူနတီဆဲကိုနဲ့လက်တွဲပြောကြတဲ့ပြပြတွေအားလုံးပဲမင်္ဂလာပါ MC Leaders News Channel ကနေကြိုဆိုပါတယ်ပြပြတွေကမြန်မာနိုင်ငံလူမှုကွန်ရက်ပေါ်မှာဆေးကြောင်ညာရတဲ့ဗီဒီယိုတွေဖြင့်လူသိများလာသူဖြစ်ပါတယ်သူမရဲ့စတိုင်နဲ့တယောက်ဆောင်မှုတွေကိုတချို့ကနှစ်သက်ကြတော့လဲတချို့ကတော့ဝေဖန်လေးရှိပါတယ်ပြပြတွေရဲ့ငယ်စဉ်ဘဝနဲ့ပညာရေးဆိုင်ရာချက်လက်တွေကိုရှာဖွေတွေ့ရှိမှုတော့မရှိသေးပါဘူးထို့သောသူမကလူမှုကွန်ရက်ပေါ်မှာဆေးကြောင်ညာနဲ့နာမည်ရလာပြီးလူငယ်များကြားမှာလူသိများလာသူဖြစ်ပါတယ် 2023ခုနှစ်ဒီဇင်ဘာလမှာပြည်ပြည်တွင်ပါဝင်တရုတ်ဆောင်တဲ့ချန်စီယိုကြည်မဲတော်ဟောင်းစုဘွားဆိုတဲ့ကြော်ညာဗီဒီယိုတစ်ခုကိုလူမှုကွန်ရက်ပေါ်မှာတင်ခင်ပါတယ်။ဒီဗီဒီယိုမှာသူမကဒေါန်ဆန်းစုကြည်ရဲ့ပုံစံကိုတူပါဝစ်စင်မီဇလန်းစညွန်ရမလေးမစတရုတ်ဆောင်ထားတဲ့ဝေဖန်ခံခဲ့ရပါတယ်။ထို့ကြောင့်လူမှုကွန်ရက်ပေါ်မှာပြင်းထန်ဝေဖန်မှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်းမှာဗီဒီယိုကိုဖြုတ်ချခဲ့ရပါတယ်။ဖြူဖြူထွေးရဲ့ကြော်ညာဗီဒီယိုကဒေါန်ဆန်းစုကြည်ကိုစောက်ကားသူယူဆပြီး Black Hero UG ဖွဲ့ပါဝင်လူမှုတိုင်းဝိုင်းတွေကပြင်းထန်စွာဝေဖန်ခဲ့ကြပါတယ်။ ထို့ပြင်သူမကဗီဒီယိုရဲ့စာသားတွေကိုလေ့ကျင့်နေတိုင်းပြင်ဆင်ခဲ့တယ်လို့လည်းနောက်ဆုံးမှဖျောက်ချခဲ့ရပါတယ်။သူမရဲ့လူမှုကွန်ရက်လှုပ်ရှားမှုနဲ့ပြည်ပခဖြစ်စေအကြောင်းအရာအကြောင်းမြန်မာလူမှုတိုင်ဝိုင်မှာညင်းပွားပေါ်ရာပုံကိုတအုပ်ဖြစ်သတ်မှတ်ခံထားရပါတယ်ဖြစ်ဖြစ်တွေကမြန်မာနိုင်ငံအထင်ရှားဆုံးဖျော်ဖြေးသမားနဲ့လူမှုမီဒီယာကြေညာအကျော်ကြားဆုံးပုံကိုတအုပ်ဖြစ်ပါတယ်ဖြစ်ဖြစ်တွေက2019ခုနှစ်မှာဒဂုံတက္ကသိုလ်ပညာရေးပွဲတော်တစ်ခုမှာဖျော်ဖြေမှုဗီဒီယိုဖိုင်း Facebook ပြန့်နှံ့ခဲ့ပြီးရနောက်မှလူသိများလာခဲ့ပါတယ် အစပိုင်းမှာဝေဖန်မှုရရှိခဲ့တော့လဲသူမရဲ့ယူတာမှုဟာသညာရှိမှုနဲ့ပြိသက်နဲ့ထိတွေ့ဆက်ဆံနိုင်ခြင်းတို့ကြောင့်တဖြည်းဖြည်းလူကြိုက်များလာခဲ့ပါတယ်။သူမက Facebook မှာပြိသက်ဆက်တန်းကျော်ရှိပြီးတော့မြန်မာ platform မှာအများဆုံး follower ရှိရဖြစ်ဖြစ်သူတအုပ်ဖြစ်လာတယ်။သူမရဲ့ဟာသဗီဒီယိုတွေနေထိုင်မှုပုံစံတွေနဲ့ပွင့်လင်းတဲ့ပြိသက်ဆက်တန်းဆက်နွယ်မှုတို့ကြောင့်လူကြိုက်များခဲ့တယ်။2019ခုနှစ်မှာမြန်မာ influencer award celebrity influencer award ဆုကိုရရှိခဲ့တဲ့ ISU ကလူမှုမီဒီယာကနေအမှုပညာနယ်ပယ်ကိုကူပြောင်းကပြိုင်သက်တဲ့အခြေခံမှုကိုရရှိတွေ့ရတဲ့ဖြစ်ပါတယ်။ ဒုမပရိသတ်တွေနဲ့နေကက်စာထိတွေ့ဆက်ဆံနိုင်မှုနဲ့အပြုသဘောဆောင်တဲ့ပြောင်းလဲမှုကြောင့်ဤစုကိုရရှိခဲ့ခြင်းဖြစ်ပါတယ်။ပြည်သူတွေက model လုပ်ငန်းကြော်ညာရင်းနဲ့ MTV ဗီဒီယိုတွေမှာပါဝင်ရိုက်ကူလာခဲ့ပါတယ်။ဒုမရဲ့လူကြိုက်များမှုနဲ့စီးပွားရေးအရောင်းဝယ်ကောင်းမှုတို့ကြောင့်ကြော်ညာကံတွေကိုဒုမအားမကြကနရွေးချယ်လာကြပါတယ်။သူမရောင်မြမိုးတဲ့အဓိကတော့ချက်မှာပြည်သက်တွေရဲ့အကြံပြုချက်တွေကိုနားထောင်မိမိကိုယ်ကိုပြုပြင်ပြောင်းလဲနိုင်စွမ်းပဲဖြစ်ပါတယ်။အစပိုင်းမှာဝေဖန်မှုတွေရှိခဲ့တော့လဲ သူမရိုသားမှုနဲ့စ조사အထောက်မှုတွေကြောင့်ပြည်သက်တွေယုံကြည်မှုကိုပြန်လည်ရရှိခဲ့တယ်။သူမပြုစီကြောင်းညမှာအငင်းပွားပွဲအုံနှုံနေကြောင့်ဝေဖန်မှုတွေရှိခဲ့တယ်လို့သူမကထို့အခြေအနေတွေကိုပြည်သက်တွေနဲ့ဆွေးနွေးကရှင်းလင်းချက်ပေးနိုင်ခဲ့ပါတယ်။ပြပြတွေ့အောင်မြင်မှုကသူ့ရဲ့ပြည်သက်နဲ့ဤကစားဆက်တဲ့နိုင်စံရိုသားမှုနဲ့စ조사အထောက်မှုပေါ်မှာအခြေခံထားတယ်။လူမှုမီဒီယာဖျော်ဖြေနဲ့ကြောင်းညလောကတို့မှာသူ့ရဲ့ချိန်ဝါကယနေ့တိုင်ဆက်လက်တည်ရှိနေစေဖြစ်ပါတယ်။ပြပြတွေကမြန်မာနိုင်ငံရှိလူမှုကြိုးပြုလုပ်ငန်းတွေနဲ့လူ့အဖွဲ့အစည်းမှလည်းတက်ကြွစွာပါဝင်လှုပ်ရှားတဲ့သူဖြစ်ပါတယ်။ သူမကပြည်သူ့ရဲဘော်အကောင်မှုစေအတွက်ကိုညီထောက်ပံ့မှုတွေအလွန်ငွေများစွာနဲ့လူမှုဖွဲ့စည်းအတွက်အထောက်အကူပြုလျက်ရှိပါတယ်။ COVID-19 ကာလအတွင်းမှာလည်းထူးသဖြင့်လိုအပ်နေမိသားစုကိုစံစဘာစီစာပဲချောင်စတဲ့အခြေခံစောင့်နေအခါတွေပြန့်ဝေပေးခဲ့တယ်။တကြီရွယ်တွေမတန်ဆန်းတွေနဲ့မိဘမိတ်ကလေးတွေတို့လည်းအစားအစာနဲ့ဝတ်စားစင်မှုပြည့်စည်လူဒန်းခဲ့ပါတယ်။ရည်ကြီးရချံတန်းခံရတဲ့ဒေသတွေကိုလည်းအစားအသောက်ရည်တန်းနဲ့အဝတ်ထည်တွေပို့ဆောင်ခြင်း၊မိဘတဲ့ဒေသတွေအတွက်လည်းပြည်လဲထူထောင်ပေးခြင်းနဲ့ကူညီမှုတွေပြုလုပ်ခဲ့ခြင်း၊မွေးစားဆောင်ရှောက်သူမရှိတဲ့အကြောင်းနဲ့ခွေတွေကိုလည်းအစာကျွေးခြင်း စေကုတပေးခြင်းကိုပြပြထွေးက Facebook နဲ့ Instagram တို့မှာသူရဲ့ပရဟိတလုပ်ငန်းတွေကိုမျှဝေလေးရှိပြီးပြည်သူတွေကိုလှူဒါန်းအားပေးတိုက်တွန်းလျက်ရှိပါတယ်။သူမရဲ့လူမှုကွန်ရက်ဆောင်မျက်နှာတွေမှာအလှလွမ်းနေသူတွေကုညီတဲ့အခြေအနေတွေကိုမကြံခဏမျှဝေလေးရှိပြီးပရဟိတဝါဒနာရှင်တွေနဲ့ပူးပေါင်းဆောင်ရည်လျက်ရှိပါတယ်။အလှငွေလိုအပ်တဲ့ပစ္စည်းလှူဒန်းခြင်းပရဟိတလုပ်ငန်းတွေမှာစေတနာဝန်ထမ်းဖြစ်ပါဝင်ခြင်းဖြူဖြူထွေးရဲ့လူမှုကွန်ရက်ဆောင်မျက်နှာတွေကတဆင့်အချက်လက်တွေကိုမျှဝေခြင်းဖြူဖြူထွေးရဲ့လူမှုကြိုးပြုလုပ်ငန်းတွေက လူများစွာအတွက်မျှော်လင့်ချက်နဲ့အကူအညီဖြစ်စေပါတယ်။သူမရဲ့လှုပ်ရှားမှုကိုလိုက်လံထောက်ခံပြီးပြည်သူများအနေဖြင့်ပံ့ပိုးကူညီနိုင်ပါကြောင်းလည်းဖော်ပြခဲ့ပါတယ်။အစုံနှစ်ကျွတ်နာဆင်ပြည်ပရိသတ်အလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ channel ကိုလည်း like နဲ့ subscribe လေးလုပ်ပေးကြပါရှင်။